မင်္ဂလာပါ Theology တလုံးဆိုင် Morning Devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တွေမှာလည်းအဖဘုရားသခင်ထံကကောင်းချီးမင်္ဂလာများစွာနဲ့တနေ့တာလုံးရှင်လန်းအားပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ဒီချိန်မှာခဏလောက်ကိုယ်တိုင်အဖဘုရားသခင်နဲ့ဆုတောင်းခြင်းနဲ့အစာပြုကြရအောင်။အဖဘုရားကောင်းကင်မြေကြီးဆကြောလအလုံးစုံကိုဖန်ဆင်းတော်မူသောအရှင်အဖဘုရားလောကရှိသူများကို ဖန်ဆင်းတော်မူသောအရှင်အဖဘုရားသခင် ။ဘယင်တကာရိအပင်အရှင်တကာရိအရှင်သခင်တကာရိသခင်ကိုရရှင်ဖြစ်ပါ၏။ကိုရရှင်သည်အလုံးစုံတို့၏အထက်၌အိုးဆိုးတော်မူလျက်ဆိုးဆန့်တော်မူလျက်ထိန်ချုပ်လျက်ရှိတော်မူသောအရှင်သခင်ဖြစ်ပါ၏။ကိုရရှင်၏အရေးတော်အောင်၌ခလုံးကွင်းပြီးသောကြောင့်ဂျေဆုတင်တယ်။ကိုရရှင်ကိုအဘအဖလိုခေါ်ခွင်းပြီးသောကြောင့်ဂျေဆုတင်ပါလေ။ဒီနေ့မှလည်းကိုရရှင်အလိုတော်ရှိသောအရာကိုတွင်တင်တော်မူပါ။ကိုရရှင်အလိုတော်ရှိသောအရာကိုလိုက်ရှောင်နိုင်သောစွမ်းရည်နှင့်ပြည့်စုံစေပါ။ ကျေးဇူးတော်ချီးမွမ်းလေးတပါးရသောတာဝန်သခင်ယေရှုနာမနဲ့ဆက်ပြပါ၏အမေဒီနေ့မှာကျွန်တော်တို့52ခုမြောက်သောစာလံအငယ်9ကိုဖတ်ရှုဆင်ခြင်ကြမှာဖြစ်ပါတယ်52ခုမြောက်သောစာလံအငယ်9အိုငါဝိညာဉ်တင်းဒီအပေကြောင့်ညှိုးငယ်သည်နီးငါအထဲမှာအပေကြောင့်မငြိမ်မဝှက်ရှိသည်နီးဖယားသခင်ကိုမျောလင်းလျက်နေလောငါကိုကယ်တင်တော်မူသောရှင်ငါကိုးကွယ်သောဖယားသခင်ဤကျေးဇူးတော်ကိုငါ ချီမွန်ထောမနာပြုရလီအန်တတိနှုတ်ကပတ်တော်အပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်အပေါ်မှာရှိပါစေ။ကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာဒီဆာလန်ဆရာကဆာလန်သချင်းကိုရေးတဲ့သူက ကိုဝိညာဉ်ကိုကိုပြန်ပြီးစကားပြောနေတာတွေ့ရပါတယ်။အိုးငါဝိညာဉ်တင်းဒီအပေเจ้าညှိုးငယ်သည်နီငါအထဲမှာအပေเจ้าမငြိမ်မဝရှိသည်နီဆာလန်ဆရာအနေနဲ့စိတ်ဝိညာဉ်တဲ့အထိညှိုးငယ်ပြီး မငြိမ်မဝတ်ဖြစ်နေရတယ်ဆိုတာကိုတွေ့ရပါတယ်။ဘာတွေကြောင့်ညွန့်ငယ်ပြီးဘာတွေကြောင့်မငြိမ်မဝတ်ဖြစ်ရလဲဆိုတာကိုကြည့်တဲ့အခါ၄၂ခုမြောက်သောစာလံအငယ်သုံးပါအပိုင်ငယ်သုံးပါသူတပါးတို့ကသည်ဖျားသခင်သည် အပေမှာရှိသည်ဟုငါ့ကို အစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်သည်နေညာမပြတ်ငါစားเสียဖြစ်ရ၏လို့ဖော်ပြထားတာတွေ့ရပါတယ်။တခြားလူတွေကသူ့ကို မင်းရဲ့ဖရာသခင်ဗမာလဲလို့ခဏခဏမေးကြလွန်းတဲ့အခါမှာမျက်ရည်တွေပါကြာရတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။နားလဲမိတာကတော့တခြားလူတွေကမေးကြပေမဲ့မင်းရဲ့ဖရာဗမာလဲလို့မေးကြပေမဲ့ဆာလန်ဆီယာနေနဲ့ငါဖရာသခင်ကဒီမှာကြွဆိုပြီးရဲရဲတင်းတင်းပြန်ပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်နေတဲ့သဘောဖြစ်ပါတယ်။ဒီလိုအခြေအနေကဆာလန်ဆီယာကိုညှိုးငယ်မငြိမ်မဝှက်ဖြစ်စေခဲ့ပါတယ်။ လူတွေကဖျားသခင်ပမာရှိလဲမေ့ကြပေမဲ့ရဲရဲတင်းတင်းပြန်ပြီးပြောခွင့်မရတဲ့အခြေအနေကဆာလန်ဆီယာကိုညှို့ငယ်စေခဲ့ပါတယ်မငြိမ်မှုဖြစ်စေခဲ့ပါတယ်မင်းတို့ရဲ့ဖျားသခင်ရှိတယ်ဆိုပမာလဲဘာလို့လူတွေဒုက္ခရောက်ရတာလဲဘာလို့အပြစ်မဲ့တဲ့ကလေးတွေနာကျင်ပျက်စီးကြရတာလဲဘာလို့ဒုက္ခပေးနေတဲ့လူဆိုးတွေကကောင်းစားနေရတာလဲချစ်ချင်းမေတ္တာနဲ့ပြည့်ပြီးကောင်းမြတ်တဲ့ဖျားရှိတယ်ဆိုရင်ဒါတွေဘာလို့ဖြစ်ရတာလဲ မင်းတို့ရဲ့ဖခင်ကဘာမှလဲဆိုတဲ့မိကုံမျိုးတွေကျွန်တော်တို့လည်းမကြမကြကြားနေကြရပါတယ်ဒီလိုကြားရတဲ့အခါမျိုးမှာဖြစ်နိုင်ရင်ဖခင်သခင်က ချက်ချင်းပဲထူဆန်းအံ့ဩပွဲထင်ရှားလာပြီးကျွန်တော်တို့ကြည်နေတဲ့စူပါမန်ရုပ်ရှင်တွေတဲကလို့လူတွေကိုပျက်စီးမဲ့ဘေးကကယ်ထုတ်တာမျိုးကိုဖြစ်စေခြင်းမိပါတယ်အဲ့ဒီလိုမျိုးလဲဖြစ်စေခြင်းမိတောင်းတမိတတ်ပါတယ်ဒါပေမဲ့အနန္တညံတော်ရှင် အနိုင်စားမဲ့မေတ္တာတော်ရှင်ဖြစ်တဲ့ထာဝရဘုရားသခင်ကအဲ့ဒီလိုရုပ်ရှင်ဆန်းဆန်းကဲတင်ခြင်းမျိုးကိုလည်းလုပ်ပေးခြင်းမရှိတဲ့အခါကျွန်တော်တို့စိတ်ဝိညာဉ်မှာအာမလို့အာမရတွေဖြစ်တတ်ပါတယ်။သူများတွေမေးလာတာကိုရဲရဲတင်တင်တုံ့ပြန်ပြောဆိုဖို့တော့အာမရှိသလို ဖြစ်ကြရပါတယ်။ဒီလိုမျိုး ဖြစ်နေတဲ့အချိန်ဆာလန်ဆီယာကသူ့ရဲ့ဝိညာဉ်ကို ပြန်ပြီးတဖွာဖွာစကားပြောနေခဲ့တာကတော့ ဘုံငါဝိညာဉ်တင်းဒီအဘဲကြောင့်ညှိုးငဲ့သည်နီငါအထဲမှာအဘဲကြောင့်မငြိမ်မဝှက်ရှိသည်နီဖျားသခင်ကို မျောလင်းလျက်နေလော့ငါကိုကဲတင်တော်မူသောအရှင်ငါကိုအကွယ်သောဖျားသခင်၏ကြီးစုတော်ကိုငါချီးမွမ်းထောမနာပြုရလျက်အန္တရီဆာလန်ဆရာကဒီလိုမျိုးကိုကိုကိုပြန်ပြီးတဖော်ဖော်ပြောနေကြတာတွေ့ရပါတယ်ဘုံငါဝိညာဉ်တင်းဒီအဘဲကြောင့်ညှိုးငဲ့သည်နီငါအထဲမှာအဘဲကြောင့်မငြိမ်မဝှက်ရှိသည်နီဖျားသခင်ကိုမျောလင်းလျက်နေလော့ငါကိုကဲတင်တော်မူသောအရှင် ငါကိုးကွယ်သောဖျားသခင်ယေရှုတော်ကိုငါချီးမွမ်းထောက်မနာပြုရလေအန်တည်းဒါကလူမှာရှိနေတဲ့အံ့ဩပွေရာယေရှုတော်ချီးမွမ်းစရာဖျားသခင်ပေးထားတဲ့လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်ကိုစေဝိညာဉ်ကို ကိုစကားပြန်ပြောနိုင်ပါတယ်ကိုကိုကိုပြန်ပြီးတရားဟောနိုင်ခြင်းဖြစ်ပါတယ်သူများတွေကို ရှင်းပြနိုင်ဖို့အင်အားမရှိတော့တဲ့အချိန်ကိုဘသာကိုတော်စိတ်ချမှုမရှိနိုင်တော့တဲ့အချိန်မျိုးရောက်လာခဲ့ရင် အတင်းကြီးလိုက်ပြီးရှင်းပြမနေပဲကိုကိုကိုတရားဟောရမယ့်အချင်းဖြစ်ပါတယ်။ကိုကိုကိုပြန်တိုက်တွန်းရမယ့်အချင်းဖြစ်ပါတယ်။ဘာတိုက်တွန်းရမလဲဆိုရင်တော့အခုအခြေအနေက မျောလင်းစရာမရှိသလို ဖြစ်နေရင်လေဘုရားသခင်ကိုမျောလင်းပါ။တရက်မှာငါပြန်ပြီးတော့ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းခွင့်ရမှာဖြစ်တယ်။ဘုရားသခင်ကိုမျောလင်းပါ။တရက်မှာပြန်ပြီးဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းခွင့်ရမှာဖြစ်တယ်။သူများကိုမဟောနိုင်ရင်တော့ကိုကိုကိုဟောရမယ့်အချင်းဖြစ်ပါတယ်။ ဘုရားသခင်ကို မျှော်လင့်တော်သူကဘတော်မှပျက်စီးခြင်းနဲ့ရှုံးနိုင်ခြင်းနဲ့အဆုံးမတတ်ပါဘူး။ဘုရားသခင်ကိုမျှော်လင့်တော်သူကအနိုင်ရအောင်မြင်ခြင်းနဲ့ထာဝရတည်တံ့ခွင့်ကိုရမှာဖြစ်ပါတယ်။ဘုရားသခင်ကိုအစင်မျှော်ကြည့်တတ်သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းရအောင်။အဖဘုရားသခင်ခြေဆုတင်နေကျွန်ရဲ့နှလုံးသားကျွန်ရဲ့ဝိညာဉ်ထဲမှာတန်ရှင်သောဝိညာဉ်တော်ဘုရားကိုလိုတိုင်းလေးနှစ်သိမ့်ပေးပါ။ကိုရရှင်ကိုလိုတိုင်း ်ကိုရှင်ကောင်းမြတ်ခြင်းကိုရှင်ချစ်ခြင်းမေတ္တာတို့နဲ့ဖြည့်တော်မူပါသွန်လောင်းတော်မူပါထို့သောအပြင်ကိုရှင်မေတ္တာတို့ကိုတိုး၍တည်လေကိုရှင်မေတ္တာတို့ကိုလည်းတိုး၍သက်သေခံနိုင်ရသောသူများဖြစ်စီတော်မူပါပါဗျာကိုရှင်ကိုမျိုးကြည့်ပါれဝမ်းနဲ့အားငယ်သည့်အချိန်မှပင်လေကိုကိုကိုခွန်အားပေးတတ်သည့်အထိတမာတရားနှင့်လေကျွဲဝါစီတော်မူပါကျေးဇူးတင်ရကိုရောကျေးဇူးတင်တဲ့ပါရီတော်တော်တခင်ရှင်နာမနဲ့ဆုတောင်းစကအနမရပါဗျာအာမင်